ဒီနေ့နေ့သားသမီးတွေအတွက်တပတ်စာတဲတော့ကညီမကိုဖတ်ကြားပြဆိုပြီးမှဖြစ်ပါဒီနေ့နေ့သားသမီးတွေယခုချိန်ယခုကာလမှာစာကျုပ်စာတမ်းတွေမှာလက်မှတ်ရေးထိုးကြတဲ့ကိစ္စတွေပေါ်ဖို့ရှိတယ်တင်းတင်းကြာကြာဖတ်ရှုပြီးမှထိုးရမယ်ဗျာဩဇာပစီနဲ့ပတ်သက်တဲ့ကိစ္စတွေမှာစိတ်ဝင်လာပါလိမ့်မယ်ဆက်ပစ္စည်းတွေဝင်လာပါလိမ့်မယ်ကောင်းသောဝင်ခြင်းဖြစ်ပါမိတ်ဆွေပေါင်းတဲ့ကရှာရှာလာဝပါတဲ့သူတွေကိုကောင်းကျိုးပေးတယ် ၎င်းတို့နဲ့ပူးတွဲပေါင်းဆက်တဲ့လုပ်တွေစင်ပြပါလိမ့်မယ်အောင်မြင်ပါလိမ့်မယ်တတိထားမဲ့နေတဲ့နေရာကခကကငနာမည်ပါတဲ့သူတွေကိုတော့တတိထားရှောင်ကျင်ရမှာဖြစ်ပါလားတာဝီနဲ့ပတ်သက်တဲ့ကိစ္စလွတ်ထားလို့မရဘူးအောက်လက်ငယ်သားနဲ့ပတ်သက်တဲ့ကိစ္စမျက်စိတောက်တောက်ကြည့်နေဖို့လိုအပ်ပါကားဝယ်ဖို့ရည်ရထားတဲ့သူတွေရှေ့ရကြော်မှာဝယ်ပါဗျာ ။ရန်နယ်တောက်ချက်နဲ့ပတ်သက်ပြီးတော့ကိုကတော့ရှံမလို့သို့တော်လည်းကိုကိုရှံလို့တဲ့သူစောင့်ကြည့်တဲ့သူတိုက်ခိုက်တဲ့သူရှိပါတယ်ဗျာ။ခြေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့အာမနာနဲ့ဟောရမယ်ဆိုရင်တော့ဘယ်တယောက်ညာတယောက်နှစ်ယောက်ဖြစ်တဲ့ကာလပဲဖြစ်ပါကျမရည်နဲ့ပတ်သက်တဲ့ကိစ္စတွေကတော့အာယုံကြောအားနဲ့တက်တဲ့ယောဂလူတွေတွေဖြစ်တတ်ပါတယ်။ဘောဓဘာသာကိုးကွယ်တဲ့သူတွေနဲ့တိတ်ချပြီးတမျိုးကိုညွှန်ကြားပြဆိုရမယ်။ဆိုရင်တော့ တတဒီဝမနုဿတန်အောင်ပြီဆိုပြီးတော့ဒီနေ့ကိုပရိ6ပဲစိတ်ကမှာပဲဖြစ်ပါတယ်။တန်တရားအကောင်းဘက်ကဦးတည်ပြောင်းနေနေတာ80ရာခိုင်နှုန်းရှိပါတယ်။ရလဘာနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့300လို့300လို့300လို့330လို့330လို့330လို့ဝင်လာတတ်တဲ့အချင်းဖြစ်ပါတယ်။တပတ်စာလက်ကြီးကာလကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အနီရောက်ပါသောဝတ်စာတွေကိုဝတ်ဆင်ခြင်းအပြင်ကိုယ်ကကဏ္ဍစီရမယ်၊ကံခွန်လန်းကောင်းရမယ် ိုပြောတဲ့စကားတွေအောင်မဲ့တပတ်လူကိုပဲပါလာမှာပဲဖြစ်ပါတယ်။တဲရရတဲ့အခုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ပါပိုးမင်းကောင်ရှီမှန်းပြီးတော့လက်ဖက်ရတခွက်ကွင်းရ၄ရာမှွေးတန်၄တန်ကတ်လူပူသောလှူရမ်းပြီးတော့ကိုဖြစ်ချင်တဲ့ဆန္ဒတွေကိုလေးနဲ့နဲ့ယုံကြည်ကြည်နဲ့အသေးစိတ်အတန်ထွက်ပြီးတဝါးကြီးဆူတောင်းပါဗျ။ဒါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ်။ ကာတာမြတ်ခိုက်ကြီးပြေပြောင်းပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါလေဗျာတလဲလာသားသမီးတွေတပတ်စာတဲတော့ကညီမကိုဖတ်ကြားပြဆိုရမယ်ဆိုရင်တော့ယခုချိန်ယခုကာလမှာကိုလုံမယ်လို့ရှိရထားတဲ့လူတွေရှယ်တင်းလို့ပါအင်းနိုင်အားတိုင်းလို့ပါလောကကိုကြွေးကြော်ပြီးတော့လို့ပါအဆင်ပြေမယ်အောင်မြင်မဲ့ချိန်ကိုရှောက်လို့နေပါဗျာကာဇာတာကိုတဖန်ပြန်ပြီးတော့ ညနေတာပြီးတဲ့အချိန်ကိုရှောက်လို့နေပါလေဗျာတခုတတိထားမှာကိုယ့်ရဲ့ထံသို့လိမ့်လေလှဲ့ပြမဲ့သူတွေရှောက်လာတတ်တာကိုတော့သတိမမေ့တင်ပါဘူးဗျာဩဇာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာဆက်ပစ္စည်းအစ်စ်ဝင်လိမ့်မယ်ပစ္စည်းကောင်းပစ္စည်းတန်ဖြစ်ပါလိမ့်မယ်ဗျာမဲ့ဆွေပေါင်းနေတဲ့ကစဆဆစညနာမည်ပါတဲ့သူတွေကိုယ့်ကိုကောင်းချူပြီးတကားတို့နဲ့ဘူးတွေပေါင်းဆက်ပြီးလုပ်တဲ့လုပ်ပြီးစင်ပြပါလိမ့်မယ်အောင်မြင်ပါလိမ့်မယ် တတိထားမနေတဲ့နေရာရှာရလာဝပါတဲ့သူတွေကိုတော့တတိထားရှောင်ကြဉ်ရမှာဖြစ်ပါတယ်။၎င်းနေတဲ့နေရာကိုယ့်ဘောမှာမကောင်းပြောဆိုခြင်းမကောင်းကြံစည်ခြင်းတွေပြုလို့ဆောင်ရွက်ပါလိမ့်မယ်။တာမီးနဲ့ပတ်သက်ပြီးတော့ရွယ်ရောက်ပြီးသားကလေးဆိုရင်တော့အိမ်ကနေထွက်သွားလာမျိုးတွေကြုံရတတ်တယ်။အောက်လက်ငယ်သားအဟောင်းနေထွက်မယ်တစ်တေလျှောက်တဲ့ကာလဖြစ်ပါတယ်။ဂျန်နယ်နောက်ချက်နဲ့ပတ်သက်ပြီးတော့မိမိရဲ့ရှမ်းမလို့တော့လို့အမျိုးသမီးတဦးကကိုယ်ရှမ်းလို့လားတိုက်ခိုက်တာလို့စောင်းမြောင်းတာလို့ရှိပါတယ်။ ကားဝယ်ဖို့ရည်ရထားတဲ့သူတွေကတော့ရှေ့ရဲ့ကြော်မှဝယ်ပါဗျခြေရည်နဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စမှာကိုဒီနှစ်ဦးရဲ့ချစ်ချင်းမှာမိတိပြဿနာမှမရှိတော့လည်းပဲချားလူတော်ဦးရဲ့ဝင်ရောက်နောက်ရှက်ခလောက်ဆန်ခြင်းကြောင့်ကိုဒီနှစ်ယောက်မှာအဖူးထစ်လေးတွေဖြစ်တတ်တယ်ဘုရားဘာသာကိုကိုယ်တဲ့သူတွေနဲ့ဒိဋ္ဌံပြီးတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ နုတ္တရပုတိတဓမ္မတာတတိအောင်ပြီဆိုရင်ဒီနေ့ကိုဒီခုနှစ်ပတ်စိတ်ကမှာပဲဖြစ်ပါကံတရားအကောင်းဘက်ကိုဥတည်ရွှေ့လျားနေတာဟန်တွက်ပါစင်ရှိပါလက်လာပါနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့200လို့2000လို့2000လို့3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 00လို့ဝင်လာတတ်တဲ့အခြေဖြစ်ပါ တပတ်စာလက်ကြီးကလာကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ညီညူရောင်တို့အနီရောင်တို့ကြက်သွေးရောင်တို့များများပါတယ်ဝယ်စားတွေပို့ဝယ်စင်ခြင်းအဖြစ်ကိုယ့်ဘက်ကနေကန်တာစီရမယ်ကန်ခွန်လန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မယ်တပတ်လူကိုယ့်ဘက်ပါလာမှာပဲဖြစ်ပါတယ်တဲရရတဲ့အခုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့မိမိရဲ့အိမ်ပြားမှာရွှေလာညွန်ကလီညွန်အမွှေးတိုင်းလီတိုင်းဖျောင်းတိုင်းလီတိုင်း မြတ်စွာဘုရားကိုကလူပုသောလှူဒန်းပြီးတော့ကိုဖြစ်ခြင်းနဲ့ဆန္ဒတွေကိုလေးနဲ့နဲ့ယုံကြည်ကြည်နဲ့အသေးစိတ်အတန်ထွက်ပြီးတဝါးဤဆူတော်မှာဗျာဒါဆိုရင်တော့လူချင်းမျိုးမှာကြုံတွေ့ရမယ်ကာသလာမြတ်ခိုက်တည်ပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရှောက်ရှိစီမှာပဲဖြစ်ပါတယ်ဗျာအင်္ဂါသာသမီးတွေတပတ်စာတဲတော့ခိုင်တမအောင်ဖတ်ကြားပြဆိုပေးပါ အင်္ဂါသတ္တမိယယခုချိန်ယခုကာလမှာတော့စာကျုပ်စာတမ်းတွေမှာလက်မဲ့ရည်ထိုးစရာကိစ္စတွေပေါ်တတ်တယ်။သင်ကြားဖတ်ရှုပြီးတော့မှထိုးရမယ်။ဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာ စိန်ဝင်ခြင်းဆက်ပစ္စည်းအသစ်ဝင်ခြင်းတွေကြုံမယ်။စိန်ကောင်းစိန်တက်ဆက်ပစ္စည်းကောင်းဆက်ပစ္စည်းတန်တွေဖြစ်ပါလိမ့်မယ်ဗျ။ကောင်းသောဝင်ခြင်းဖြစ်ပါလိမ့်။မိတ်ဆွေပေါင်းနေတဲ့ကရရလဝပါတဲ့သူတွေကိုကောင်းကျိုးပေးတယ်။ တကားတို့နဲ့ပူးတွဲပေါင်းဆက်ပြီးလုပ်တဲ့လုပ်တွေဆင်ပြေပါလိမ့်မယ်အောင်မြင်ပါလိမ့်မယ်တတိထားမဲ့နေ့နဲ့နေရာတော့ကခကကငါနာမည်ပါတဲ့သူလေတတိထားရှောင်ကြမ်းမှာဖြစ်ပါတယ်၎င်းနေ့နဲ့နေရာကိုပေါ်မှာမကောင်းပြောဆိုခြင်းမကောင်းကြံစည်ခြင်းတွေပြုလုပ်ဆောင်ရပါလိမ့်မယ်သာသမီနဲ့ပတ်သက်တဲ့ကိစ္စနာမည်ကုန်သတင်းရမယ်အောက်လက်ငယ်သားနဲ့ပတ်သက်တဲ့ကိစ္စကောင်းကျိုးခံစားရမယ်ကားဝယ်ဖို့ရည်ရထားတဲ့သူတွေကတော့နှစ်ပတ်အတွင်းဝယ်ပါကြည့် ကာကောင်းကာတက်ကာတက်ကိုပန်းဆိုင်ရမှာဖြစ်ပါတယ်။ရှန်တယ်နောက်ဆက်နဲ့ပတ်သက်ပြီးတော့ကိုကတော့ရှန်မလို့။ဒါပေမဲ့ကိုရဲ့အောင်မြင်မှုတိုးတက်မှုကိုမနာလိုလို့တိုက်ခိုက်နောက်ဆက်တဲ့သူ၃ယောက်ရှိပါတယ်ဗျ။ချီရင်နဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ရင်နဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့ပြောင်းလဲကြီးကြီးမားမားတွေဖြစ်ဖို့ရှိပါတယ်။ထူပြောင်းလဲခြင်းဟာအကောင်းဘက်ကိုဦးတည်ပြီးတော့ပြောင်းလဲခြင်းဖြစ်ပါတယ်။ ဂျပန်ရေးနဲ့ပတ်သက်တဲ့ကိစ္စလေးကတော့မျက်စိစမ်းသက်ကလာမျိုးပြီးဂျုံမဲ့မျက်မှန်အစ်စ်တက်ကလာပါဝါတူးသွားတာမျိုးပြီးဂျုံရတဲ့ကာလဖြစ်သွားတယ်။ဘုရားဘာသာကိုးကွယ်ရဆိုရင်တော့တန်တန်တန်ဘုဒ္ဓအောင်ပြီဆိုရင်တနည်းဥပဒေနှစ်ပတ်နဲ့ဂျပန်20စိတ်ကမှပဲဖြစ်ပါတယ်။ကန်တရားအကောင်းဘက်ကိုဦးတည်ရွှေ့လျားနေတာ85ရာခိုင်နှုန်းရှိပါတယ်။လက်လာပါနဲ့ပတ်သက်တဲ့ကိစ္စလေးတွေကတော့ 30လို့300လို့3000လို့3သိန်းလို့3သိန်း300လို့3သိန်း3000လို့3သိန်း3000လို့ဝင်လာတတ်တဲ့အချိန်ဖြစ်ပါတယ်။တပတ်စာလက်ကြီးကလာကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အဖြူရောင်လို့အဝါရောင်လို့အသားရောင်လို့စင်ဆွဲရောင်လို့ပါတဲ့ဝစ်စားတွေကိုဝစ်စင်ခြင်းအပြင်ကိုယ့်ဘက်ကနေကန်တာစီးရမယ်။ကန်ခွင်လက်ကောင်းရမယ်။ကိုပြောတဲ့စကားတွေအောင်မယ်။တစ်ဖက်ကကိုယ့်ဘက်ပါလာမှာပဲဖြစ်ပါတယ်။တဲရရတဲ့အခုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ ဝါညောလေးညောအမှုဒံလေးဒံဖြောင်းဒံဒီတိုင်းတောက်တော်ရလေးွက်အဲ့ဒါမြတ်စွာဘုရားကိုခက်လူပူတော်လှူလန်းပြီးတော့ကိုဖြစ်ရှင်တဲ့ဆန္ဒတွေကိုလေးနဲ့နဲ့ရုံရုံကြည်ကြည်နဲ့အသေးစိတ်အတန်ထွက်ပြီးတဝိုင်းဆူတော်မှာဖြတ်ဒါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ်ကံစားတာညံ့ခိုက်ကြည်ပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျာ ဗောဓဘုဒ္ဓသမီးရဲ့အတွက်တပတ်စာတဲရောကံကြမ္မာကိုဖတ်ကြားပြဆိုပြီးမှဖြစ်ပါဗောဓဘုဒ္ဓသမီးရဲ့ဒီချိန်ဒီကာလမှာတော့ကိုယ့်ရဲ့အိမ်မှာအလူမင်္ဂလာဆောင်နေပေါ်တတ်တဲ့အချိန်ဖြစ်ပါတယ်လောတော့ကတော့တည်တည်ပဲနောက်တော့အကြီးကြီးဖြစ်သွားမယ်ဆရာတော်တမားတော်ရဲ့ပုံတော်တပိုးကြီးဖျားနေရဲ့ပုံတော်အိမ်ကိုကြွလာတာကိုလက်ဆောင်ရတာမျိုးလည်းဖြစ်တတ်တယ်မိမိအိမ်မှာရှိနေတဲ့တော့ပြက်တာလို့ပျောက်တာလို့လည်းဖြစ်တတ်ပါတယ် ။ဘောဇာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတင်းတင်းပေါ်ပေါ်ရဆိုတော့ခြီးတို့ဖက်တို့နာယီတို့အထဲလေးတို့ဝင်မယ်။ကြီးကြီးမားမားရဆိုတော့ဒေါ်လာတို့တိုက်ခန်းတို့တယ်လီဖုန်းတို့ဝင်လိမ့်မယ်။ကောင်းသောဝင်ခြင်းဖြစ်ပါလိမ့်မယ်။မိမိတ်တွေပေါင်းတဲ့တဲ့ကရှာရှာလာဝပါတဲ့သူတွေကိုယ်ကောင်းကျိုးပေးတယ်။၎င်းတို့နဲ့ပူတွဲပေါင်းဆက်တဲ့လုပ်တွေစင်ပြေမယ်အောင်မြင်ပါလိမ့်မယ်ဖြတ်။တတိယမဲ့နေ့နဲ့နေရာတော့အာဤဥအေဩ အောင်လို့အေးလို့အီးလို့ပါတဲ့သူတွေတတိထားရှောင်ကျမ်းမှာဖြစ်သွား၎င်းနေ့နဲ့နေရာကိုယ့်ပေါ်မှာမကောင်းပြောဆိုခြင်းမကောင်းကြံစီခြင်းတွေပြုလို့ဆောင်ရွက်ပါလိမ့်မယ်။ဒါပြင်နဲ့ပတ်သက်တဲ့ကိစ္စလွတ်ထားလို့မရပါဘူး။အောက်လက်ကတားနဲ့ပတ်သက်တဲ့ကိစ္စမျက်စိတောက်ထောက်ကြည့်နေဖို့လိုအပ်ပါတယ်။ကားဝယ်မှုရည်ရထားတဲ့သူတွေကတော့၁၂ရက်ကျော်မှဝယ်ပါဗျာ။ရန်နဲ့နောက်ချက်နဲ့ပတ်သက်ပြီးဒီချိန်ကြီးကလာမှရန်ရှင်းရန်လင်းနေတာကိုတွေ့ရပါတယ်။ အခြေအနေပတ်သက်တဲ့ကိစ္စအိမ်တော်ရေးနဲ့ပတ်သက်တဲ့ကိစ္စဒီမှာသုံးပွင့်ဆိုင်ဖြည့်ရှင်းစရာကိစ္စတွေပေါ်လာတတ်တဲ့အချိန်ဖြစ်ပါတယ်။ဇမားရေးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့စီလံကြောင်းနဲ့ပတ်သက်တဲ့ရောဂါတွေဖြစ်တတ်တယ်၊စီးကျိုရောဂါတွေခံစားရတတ်ပါလိမ့်ပြန်။ဘုရားဝါဒကိုကိုရတဲ့သူတွေအတွက်ဒိဋ္ဌံဒီတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်။ဆိုရင်တော့ဘဂဝါအောင်ကြီးဆိုပြီးတော့တနေ့ကိုပတိ၅ဘတ်စစ်ကမှာပဲဖြစ်ပါလေ။ တန်တရားကောင်းမဲ့ကိုဥတီပြောင်းလဲနေတာ80ရာခိုင်နှုန်းရှိပါလက်ရပါနဲ့ပတ်သက်တဲ့ကိစ္စတွေကတော့100လို့1000လို့1000လို့1000သိန်းလို့380လို့380လို့3000လို့ဝင်လာတတ်တဲ့အချိန်ဖြစ်ပါတန်တရားကောင်းဘက်ကိုဥတီပြောင်းလဲပြီးတဲ့အခါကျတော့လက်ကြီးကလာကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အပြာနုရောင်ပါတဲ့ဝစ်စားတွေကိုဝစ်စင်ခြင်းအဖြစ်ကိုယ့်ဘက်ကနေကန်တာစီရမယ်ကန်ခွန်လန်းကောင်းရမယ် ကိုပြောတဲ့စကားတွေအောင်မတပတ်လို့ကိုပဲပါလာမှာပဲဖြစ်သွားတယ်။တဲတော့ရတဲ့တခုကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့ကိုအိမ်ညီနာပဝန်းကျင်မှာရှိတဲ့ကလေးသူငယ်တွေကိုငါးမုတ်ကျော်တုပ်လေးတွေကျူးမွေးရှူတန်းခြင်းအားဖြင့်လူကြီးမင်းတို့မှာကြုံတွေ့ရမယ်ကန်စားတာညံ့ခိုက်ကြည့်ပြေပြောင်းပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျာ။ ရာဟုတတမြေတွင်တပတ်စာတဲတော့ကံကြမ္မာကိုဖတ်ကြားပြဆိုပြီးမှဖြစ်ပါတယ်။ရာဟုတတမြေကဒီချိန်ဒီကာလမှာတော့အိမ်မှာနေနေမယ်။ခြေထောက်မှာဘွေးပါတယ်ဆိုတော့ကိန်းကနန်းမျိုးရောက်လို့နေတယ်။သူသဖြင့်တောင်တန်းနေရှိတဲ့နေရာတွေကိုသွားတတ်တယ်။နေပြီးတော့လို့နေရာတောင်ကြီးလို့နေရာကြက်ကြီးလို့နေရာမျိုးတွေခရီးသွားဖို့ရှိပါတယ်။ဘောဇာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့ကိုပိုင်ဆိုင်တဲ့ပစ္စည်းတွေတေချာသိမ့်စီရမယ်။တကူခိုးကအရင်ကြပြောက်ချင်းကပိုက်နိုင်ခံချင်းမေးချင်ရင်ဆက်ရချင်းဖြစ်တတ်တယ်။ အထူးသဖြင့်တယ်လီဖုန်းကြီးဆိုင်ကပါဖြစ်ပါမိတ်ဆွေပေါင်းတဲ့ကစဆစစညနာမည်ပါတဲ့သူတွေကိုကောင်းချူပြီးတယ်၎င်းတို့နဲ့ပူးတွဲပေါင်းဆက်ပြီးလုပ်တဲ့လုပ်တွေစင်ပြေပါလိမ့်မယ်အောင်မြင်ပါလိမ့်မယ်တတိထားမဲ့နေ့နဲ့နေ့ကခခကကန်ကနာမည်ပါတဲ့သူတွေတတိထားရှောင်ကြရမှာဖြစ်ပါတယ်၎င်းနေ့နဲ့နေရာကိုပေါ်မှာမကောင်းပြောဆိုခြင်းမကောင်းကြံစီခြင်းတွေပြုလို့ဆောင်ရွက်ပါလိမ့်မယ် တာသမီနဲ့ပတ်သက်တဲ့ကိစ္စအကောင်းကျိုးရှိတယ်အောက်လက်ငယ်သားနဲ့ပတ်သက်တဲ့ကိစ္စနာမည်ကုန်တည်းရကားဝယ်မှုရှိရထားတဲ့သူတွေ6ရက်အတွင်းဝယ်ပါဗျာရန်နယ်နောက်ချက်နဲ့ပတ်သက်ပြီးကိုကတော့ရှမ်းလို့သူ့တို့လည်းပဲကိုကိုရှမ်းလို့တဲ့သူစောင့်ကြည့်ရတဲ့နှစ်ယောက်ရှိတယ်အချင်းရင်းနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ရင်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာလည်းအာမနာရဟောအောင်မဆိုရင်တော့ရှင်နဲ့နှစ်ဖက်နေနဲ့ဆိုရယ်ကိန်းနဲ့မျိုးရှောက်ဖို့နေပါတယ် ရပါရင်လည်းပတ်သက်တဲ့ကိစ္စလေးတွေရတော့လေစီလံကြောင်းနဲ့ပတ်သက်တဲ့ယောဂစီကျူယောဂတွေဖြစ်တတ်ပါတယ်။ဘုရားဘာသာကိုးကွယ်တဲ့သူတွေတဲ့ဒိဋ္ဌံပြီးတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်။ဆိုရင်တော့အရဟံအောင်ပြီအရဟံအောင်ပြီဆိုပြီးတော့တနေ့ကိုပရိစေဘတ်စိတ်ကမှပဲဖြစ်ပါတယ်။တန်တရားအကောင်းဘက်ကိုဥတီရွှေလျားနေတာတရားရကိုင်းလို့ရှိပါတယ်။လက်လာပါနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့300လို့300လို့300လို့300သိန်းလို့ သိန်း30တို့သိန်း300လို့သိန်း300တို့ဝင်လာတတ်တဲ့ချင်းဖြစ်တပတ်စာလက်ကြီးကလာကိုညွှန်ကြားပြဆိုရမယ်ဆိုရင်အနီရောင်တို့နီညိုရောင်တို့ကြက်သွေးရောင်တို့ပါတဲ့ဝတ်စားတွေကိုဝိစဉ်ချင်းအပြင်ကိုဘက်ကနေကန်တာစီရမယ်ကန်ခလန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောက်မှာတပတ်လူကိုဘက်ပါလာမှာပဲဖြစ်ပါတယ်တဲရရတဲ့အခုကိုညွှန်ကြားပြဆိုရမယ်ဆိုရင်အပပုံမင်းကောင်ရှင်မှန်ပြီးတော့ ကျင်းပကံများတစ်ချက်ထဲမှာလက်ဖက်အသား၄ပုံပုံအမွေးတိုင်၄ကန်ဖြောင်းတိုင်၄ကန်စက်ပြီးတော့ကတ်လူပူတော်ထူတန်းပါဒါဆိုရင်တော့ကန့်သတာညံ့နေပြည့်ပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေ၆ရှိစီမှာပဲဖြစ်သွားတယ်ဗျာတာတာရိတာသမီးတို့တပတ်စာတဲတော့ကကျွန်မဖတ်ကြားပြဆို ဇတပိတသမီးအတိချေတီကလက်မှာတော့အရေးကြီးတဲ့စာကြောင်းစာတမ်းလက်မှတ်ရေးထိုးတဲ့ကိစ္စငွေကြေးကြီးကြီးမားမားကြီးကြီးမြို့ရတဲ့ကိစ္စလေးဆိုရင်တော့အချိန်ကာလနောက်ကို15ရက်နောက်ဆုတ်ထားမှာဖြစ်ပါလေဒီကြားကလာမှာလုံးမယ်ဆိုရင်တော့အမှားတွေ့တတ်ပါလေဖြစ်ဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့အိမ်ပြင်ဆင်မိုးမှန်အချင်းအိမ်သစ်ဝင်ခြင်းဒါလည်းကြုံရတတ်တဲ့အချိန်ဖြစ်ပါလေမိတ်ဆွေပေါင်းတဲ့ကစဆဆဆညာနာမည်ပါတဲ့သူတွေကိုကိုကောင်းကျူးပေး တကားတော့နဲ့ပူတွေပေါင်းဆက်ပြီးလုပ်တဲ့လုပ်တွေဆင်ပြေပါလိမ့်မယ်အောင်မြင်ပါလိမ့်မယ်တတိထားမဲ့နေ့နဲ့နေရာတော့ကခကခငါနာမည်ပါတဲ့သူတွေတတိထားရှောင်ကြရတကားနေ့နဲ့နေရာကိုယ့်ဘောမှာမကောင်းပြောဆိုခြင်းမကောင်းကြံစီခြင်းတွေပြုလုပ်ဆောင်ရွက်ပါလိမ့်မယ်သာသမီနဲ့ပတ်သက်တဲ့ကိစ္စလွတ်ထားလို့မရဘူးအောက်လက်ငယ်သားနဲ့ပတ်သက်တဲ့ကိစ္စတိချာဆောင်ကြည့်နေဖို့လိုအပ်တယ်ကားဝယ်ဖို့ရည်ရထားတဲ့သူတွေရှေ့ရကြော်မှဝယ်ပါဗျာ ကျန်နေနောက်ချက်နဲ့ပတ်သက်ပြီးယခုချိန်ယခုကာလမှာလို့ရှန်ရှင်းရှန်းလင်းနေတာကိုတွေ့ရပါတယ်။ချီးရဲနဲ့ပတ်သက်တဲ့ကိစ္စအိမ်အောင်ကြီးနဲ့ပတ်သက်တဲ့ကိစ္စထွက်သွားတဲ့ချစ်သူထွက်သွားတဲ့အိမ်အောင်ဘက်ပြတ်သွားတဲ့ချစ်သူပြတ်သွားတဲ့အိမ်အောင်ဘက်တွေနဲ့ပြန်လဲပေါင်းစည်းရတဲ့ပြန်ပေါင်းထုတ်ရတဲ့အချိန်ဖြစ်ပါတယ်ဗျာ။ကျမကြီးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေကတော့လက်တစ်ဖက်ထုံတာကျင်တာကြိုက်တာခဲတာတွေဖြစ်တတ်ပါတယ်။အရှိပြားနဲ့ပတ်သက်တဲ့ယောဂါတွေဖြစ်တတ် ဗုဒ္ဓဘာသာကိုးကွယ်တဲ့သူတွေအတွက်တိတ်ချက်ပြီးတပြို့ကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အရဟံတိတ်တိအောင်ပြီဆိုရတဲ့နေ့ဥပဒိ7ဘက်စိတ်ကမှာပဲဖြစ်ပါတယ်။တန်တရားကောင်းဘက်ကိုဥတီရွှေလျားနေတာ80ရာခိုင်နှုန်းရှိပါတယ်။လက်လာဘာနဲ့ပတ်သက်တဲ့ကိစ္စလေးတွေကတော့900လို့900တော့900လို့900တိတ်လို့390လို့390လို့390တောင်လို့ဝင်လာတတ်တဲ့အခြေဖြစ်ပါ တပတ်စာလက်ကြီးကာလကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ black and white အဖြူတွေနဲ့တွေတွဲဆက်ထားတဲ့ကာလာတွေကိုဝစ်စင်ခြင်းအဖြစ်ကိုယ့်ဘက်ကနေကန်တာစီရမယ်။ကန်ခွလန်းကောင်းရမယ်။ကိုပြောတဲ့စကားတွေအောင်မယ်။တပတ်လူကိုယ့်ဘက်ပါလာမှာပဲဖြစ်ပါတယ်။တဲရရတဲ့အခုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ကျွေးပကများတစ်ချက်ထဲမှာနက်နက်သီးတစ်လုံးထဲအမွှေးတိုင်းခုနှစ်တိုင်းဖြောင်းနှံခုနှစ်တိုင်းစိုက်ပြီးမြတ်စွာဘုရားကိုကတ်လူပူဇော်ထူထမ်းပြီးတော့ ကိုဖြစ်ချင်တဲ့ဆန္ဒတွေကိုရင်းနဲ့နဲ့ရှုပ်ကြည့်ကြည့်နဲ့အသေးစိတ်အတန်ထွက်ပြီးတဝိုင်းဆူတောင်းမှာပြဒါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ်ကံစားတာအညံ့ခိုက်ပြီးပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျာတောက်ကြတာတမ်းတွေလည်းတပတ်စာတဲတော့ကကြပါဘတ်ကြပြဆိုပြီးမှဖြစ်ပါတယ် သာကြတာသမီးရဲ့ယခုချိန်ယခုကာလမှာတော့မတွေးပြတာကြာပြီးဖြစ်တဲ့မိတ်ဆွေတွေတငယ်ချင်းတွေရွှေမျိုးညီကိုပေါ်မှိုက်နေပြန်လဲစုံစည်းရတတ်တဲ့အချိန်ဖြစ်ပါတယ်။ဩဇာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့အထူးသဖြင့်ရွှေဝင်လာပါလိမ့်မယ်ပြတ်။မိတ်ဆွေပေါင်းတဲ့ကစဆစစစညနာမည်ပါတဲ့သူကြီးကိုကိုကောင်းချူပြီး၎င်းတို့နဲ့ပူးတွဲပေါင်းဆက်တဲ့လို့ဒီစင်ပြေမယ်အောင်မြင်မယ် သတိထားမှာကခကကံကနာမည်ပါတဲ့သူဒီသတိထားတကောင်းလေးနဲ့ညကိုယ့်ဘဝမှာမကောင်းပြောဆိုခြင်းမကောင်းကြံစီခြင်းတွေပြုလို့ဆောင်ရွက်ပါလိမ့်မယ်။ထွက်သွားတဲ့ရွှေတွေလည်းပြန်ဝင်လာတတ်တဲ့အချိန်ဖြစ်သွား။ဒါပြင်းနဲ့ပတ်သက်တဲ့ကိစ္စနာမည်ကုန်သတင်းရမယ်။အောက်လက်ငါးသားနဲ့ပတ်သက်တဲ့ကိစ္စခေါင်းကျူးခံစား။ကားဝယ်မှုရည်ရထားတဲ့သူတွေကတော့၁၇ရက်အတွင်းဝ ရန်လေနောက်ချက်နဲ့ပတ်သက်ပြီးဒီချိန်ဒီကာလမှာရန်ရှင်းရန်လင်းနေတာကိုလည်းတွေ့ရပါတယ်ပြ။အခြေအနေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့ချစ်သူကြီးစားလေးဆိုရင်တော့အချစ်နဲ့ကြုံရတဲ့ကိန်းနိုင်မျိုးရှောက်လို့နေတယ်။အိမ်တော်ဘက်တွေဆိုရင်တော့ကလေးဝင်ကိန်းရှိပါတယ်ပြ။ဂျမားရီနဲ့ပတ်သက်တဲ့ကိစ္စမှာအာယုံကျောနဲ့ပတ်သက်တဲ့ယောဂ၊ဥပေါင်းပိုင်းနဲ့ပတ်သက်တဲ့ယောဂကိုက်တာခေတာတွေဖြစ်တတ်ပါတယ်။ ဘုရားဘာသာကိုးကွယ်တဲ့သူတွေတော့ဒိဋ္ဌံပြီးတစ်မျိုးညွန်ကြားပြဆိုရမယ်ဆိုရင်တော့အနုတရောပုရိဒဓမ္မတာတိအောင်ပြီဆိုဒီနေ့ဟိုဒီ6ဘက်စိတ်ကမှာပဲဖြစ်ပါကံတရားအကောင်းဘက်ကိုဥတည်ရွှေ့လျက်နေတာ85ညလိုင်းလို့ရှိပါလက်လာပါနဲ့ပတ်သက်တဲ့ကိစ္စတွေမှာ600လို့6000လို့6000လို့3600လို့3600လို့3600လို့ဝင်လာတဲ့တယ် တပတ်ကလက်ကြီးကလာကိုညွှန်တပြဆိုရမယ်ဆိုရင်အဝါနုလို့အပြာနုလို့ပါတဲ့ဝတ်စားလေးကိုဝတ်ဆင်ခြင်းအပြင်ကိုယ့်ဘက်ကနေကန်တာစီးရမယ်ကန်ခွန်းလန်းကောင်းရမယ်ကိုပြောတဲ့စကားတရားမတပတ်လူကိုယ့်ဘက်ပါလာမှာပဲဖြစ်ပါတယ်တဲရရတာတခုကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့မိမိရဲ့အိမ်ပြားမှာဝါညွန်ဟာရှင်းညွန်မှုရန်ရှင်းတယ်ဖြောင်းနေရရှင်းတယ်တောက်တော်ရရှင်းခွက်မြတ်စွာဘုရားကိုကတ်လူပူဇော်တူတန်းပြီးတော့ ကိုကြည့်ချင်တဲ့ဆန္ဒလေးကိုလေးနဲ့နဲ့ဂျုံကြည့်ချင်တဲ့အသေးစိတ်အတန်ထွက်ပြီးတဝါးကြီးဆူတော့မှာပြဒါဆိုရင်တော့လူကြီးမင်းတို့မှာဂျုံတွေ့ရမယ်ကာသာရာညက်ခါကြီးပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာလေးတောက်ရှိစေမှာပဲဖြစ်ပါလိမ့်ပြစနေသားသမီးတွေအတွက်တပတ်စာတဲတော့ကတည်းကဖတ်ကြားပြဆို စနေသားသမီးရဲ့ယခုချိန်ယခုကာလမှာတော့အလုတ်ဟောင်းနေလုတ်တစ်ကိုပြောင်းခြင်းအိမ်ဟောင်းကနေအစ်တစ်ကိုပြောင်းခြင်းတိုက်ကန်အဟောင်းတိုက်ကန်တစ်ကိုပြောင်းခြင်းနေကြုံရတဲ့တဲ့ချိန်ဖြစ်ပါဌာနဟောင်းနေဌာနအစ်တစ်ကိုပြောင်းခြင်းနေလဲကြုံရတဲ့တဲ့ချိန်ဖြစ်ပါဩဇာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာမြေကွက်ဝင်ပါလိမ့်မယ်ဖုန်းကောင်းဖုန်းတန်ဖုန်းတိ iPhone 60လို့ရလူတွေဝင်လာတဲ့တဲ့ချိန်ဖြစ်တယ်ပရိဂောကပစ္စည်းတွေစိန်ခိုင်ပစ္စည်းတွေလဲဝင်လာတဲ့တဲ့ချိန်ဖြစ်ပါ မဲဆွေပေါင်းတဲ့နေရာတာထဒဒနာနာမည်ပါတဲ့သူကိုယ်ကောင်းချူပြီတခါတော့လည်းပူလွဲပေါင်းဆက်တဲ့လုပ်တွေစင်ပြေမယ်အောင်မြင်မယ်သတိထားမဲ့နေတဲ့နေရာအာအီဥအီဩအောင်လို့အီဥအီဥပါတဲ့သူတွေသတိထားရှောင်ကြရမှာဖြစ်တယ်တခါတော့နေရာကိုယ်ပေါ်မှာမကောင်းပြောဆိုခြင်းမကောင်းကြံစီခြင်းတွေပြုလို့ဆောင်ရွက်ပါလိမ့်မယ်သာသမီနဲ့ပတ်သက်တဲ့ကိစ္စ အမြင်ရနေပြုတ်ကြတာခြေကျော်လဲတာထိခိုက်တယ်ရတာလည်းဖြစ်တတ်တယ်အောက်လက်ကသားနဲ့ပတ်သက်တဲ့ကိစ္စဒုထတန်ရုံလေးတွေဖြစ်တတ်တယ်ကားဝယ်ဖို့ရည်ရထားတဲ့သူတွေကတော့16ရက်နောက်ပိုင်းမှဝယ်ပါဗျာရန်တယ်နောက်ချက်နဲ့ပတ်သက်ပြီးကိုကတော့ရှံမလို့ကိုရှံလို့တူတိုက်ခတ်တဲ့ဆောင်းမြောင်းတဲ့သူ၃ယောက်ရှိပါတယ်အခြေအနေပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့အဟောင်းတွေကိုတခိုင်းရပြသက်လို့ထားကြပြီးတော့အစ်စ်တွေနဲ့ရှေ့ဆက်ရတဲ့ကာလာမျိုးဖြစ်ပါတယ် ဈာမရည်နဲ့ပတ်သက်တဲ့ကိစ္စမှာတော့ခါနာတက်တယ်ခါကတက်တယ်ကြောကုန်အောင်တက်တယ်ယောဂမျိုးခံစားတတ်ပါတယ်ဘုရားဘာသာကိုးကွယ်တဲ့သူတွေအတွက်တိတ်တံပြီးတမျိုးကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့ဘုဒ္ဓောအောင်မီဘုဒ္ဓောအောင်မီဆိုပြီးတော့တနေ့ကိုပတိရှစ်ပတ်စိတ်ကမှာပဲဖြစ်ပါတယ်တန်တရားအောက်ဘက်ကိုဥတီရွှေ့လာနေတာဟန်တွက်ပါစေရှိပါလက်လာပါနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့600လို့6000လို့6000လို့6000လို့ သိန်း60လို့သိန်း600လို့ဝင်လာတတ်တဲ့အခြေဖြစ်ပါလက်ပြီးကလာတော့ black and white ဖြူတွေနဲ့တွေတွဲဆက်ထားတာဝစင်ပေးရမယ်တန်ဒီပိုကောင်းမှုအတွက်ကိုယ့်ရဲ့အိမ်ဖေရမှာနွားနို9ခွက်မူရိုင်9တိုင်ဖျောင်းနိုင်9တိုင်မြတ်စွာဘုရားကိုကတ်လူပူဇော်လူတန်းပြီးတော့ကိုဖြစ်ခြင်းနဲ့ဆန္ဒတွေကိုလေးလေးနဲ့နဲ့ယုံကြည်ခြင်းနဲ့အသေးစိတ်အတန်ထွက်ပြီးတဝိုင်းဆူတောင်းပါဗျာဒါဆိုရင်တော့လူကြီးမျိုးတို့မှာကြုံတွေ့ရမယ်ကန်စားတာညံ့ခိုက်ပြီးပြေပြောက်ပြီး 高州站在面个哪里？小溪细毛嘞，平南